အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Cartoon ပုံမြင် Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့ပရိသတ်တွေကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့စောင်းတထဲရဲ့တံပိုးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအန်နာပါညီမနှစ်ယောက်လုံးကတော့လက်ထပ်ပြီးသွားတဲ့နောက်မိဘအိမ်ကိုပထမဦးဆုံးလာလည်နေခဲ့ပါတယ်မိခင်ဖြစ်သူကတော့တမီးလေးတွေလာတဲ့အခါမှာကြွေးဖို့အတွက်ထမင်းဟင်းတွေကိုပြင်ဆင်ချက်ပြုံးနေခဲ့ရပါဘော อืมငါရဲ့သမီးလေးနှစ်ယောက်လုံးနဲ့တမတ်နှစ်ယောက်ပထမအိုးဆုံးအချိန်ငါ့ရဲ့အိမ်ကိုလာလေနေရပဲသူတို့ကိုပြိုးစုဆောက်ရှောက်တဲ့နေရာမှာဘာတခုမှလိုအပ်ချက်မရှိတင်ဖို့သူတို့ကငါအဲဝတ်ကျေပြွန်စွာပဲအဲ့ခံရမယ်ဒီအချိန်မှာပါခီးတို့ရောက်ရှိလာခဲ့ပါတယ်ရောက်လာပြီလားသမီးရဲ့သမီးတို့ကိုစောင့်နေတာတော်လေးကိုကြားနေပြီဟုတ်လားအမေရဲ့သမီးတို့ကိုစောင့်နေရလားအခုနောက်ဆုံးသမီးတို့ရောက်လာပြီအမေသမီးတို့ကိုဘလောက်တောင်မှပြိုးစုဆောက်ရှောက်ပေးမလဲဆိုတော့ကိုတော့သိကျင်သေးရဲ့နော် ဒါနဲ့မေကျမတို့လက်ဖေးရန်တောက်ချင်တယ်ကျမတို့အတွက်လက်ဖေးပူပူလေးပြင်ဆင်ပေးလို့ရမလားလက်ဖေးပူပူလေးရမယ်ဆိုရင်တော့ရန်ကောင်းပါပဲသမီးရဲ့နောက်ထပ်ခဏလေးစောင့်လေနောက်ထပ်ငါ့ရဲ့သမီးတယောက်ရောက်လာတဲ့အခါကျရင်တော့အတူတူနင်တို့အားလုံးကြွေးမယ်နော် အမေရလေလေသူ့စီမှာကားရှိတာမှမဟုတ်တာသမီးလိုမျိုးအမြန်တော့ဘယ်လာနိုင်ပါမလဲသူကတော့အစဉ်ပြေတယ်လိုမျိုးစိုက်ကားတွေကယ်ရီတွေစီးပြီးတော့လာနေရဖြစ်မှာပေါ့ဒီကိုရောက်ဖို့ဆိုရင်တော့နောက်ထပ်နိုင်ပေါင်းများစွာကြာနေအောင်ပါ အမလေးဘာဖြစ်လို့များအဲ့ဒီယောက်ျားကိုလက်ထပ်ခဲ့ရတာလဲမသိပါဘူး။ကျမယောက်ျားလိုမျိုးချမ်းသာတဲ့ယောက်ျားတယောက်နဲ့သာလက်ထပ်ခဲ့မယ်ဆိုရင်တော့တို့ဒီလိုနေမျိုးကိုတွေးကြောခန်းစားစီရမလို့ဘူးခဏနေတော့အမအကြီးဖြစ်တော့ကလည်းတယောက်ျားနဲ့အတူတူစိုက်ကားပေါ်ကဆင်းလာခဲ့ပါရီတမိရေဝင်ခဲ့ဝင်ခဲ့အိမ်တဲဝင်ခဲ့စိုက်ကားစီးပြီးတော့လာကြတာလားတော်တော်လေးကိုအေးနေမှာပဲနော်အဆင်ပြေရဲ့လားဘလို့ဖြစ်တာလဲတမိရေတမိရှိမှဆွဲတာလေးတစ်ထည့်တောင်မရှိဘူးလားဆွဲတာလည်းမဝတ်ထားဘူး ။သမီးဝစ်ထားတယ်ဒီဆောင်လေးကလည်းအတော်လေးပါတာပဲသမီးရဲ့။အမေအခုပဲမီးမွေးပေးရမလားယင်။တွေ့လားအမေရဲ့ချမ်းသာတဲ့သူနဲ့ဆင်းရဲတဲ့သူအခုလိုမျိုးကြွားချပါရယ်ဆိုရင်မှသမီးအခုလိုမျိုးဝစ်ထားတာကိုတွေ့လားနည်းနည်းလေးမှအေးတောင်မအေးနေဘူး။အမအကိုလည်းကြည့်ပါအောင်လေးဘာတွေဝစ်ထားမှန်းကို မသိပါဘူး။အမရဲ့စိုက်ကားနဲ့လာတာလားအမအကိုကြည့်ရတာကျမအတော်လေးရီချင်တယ်။အမေလေလေအမောက်ဘလို့စင်ရဲသားနဲ့လက်ထပ်ပေးခဲ့ရလဲမသိဘူးနော်တော်ပါတော့ညီမလေးရဲ့နေ့စကားတွေကတော်လေးတော်လာပြီ နင်ပတ်ဆိုင်ရှိတဲ့ချမ်းသာတယ်ဆိုတာနဲ့ပဲနင်ငါ့ကိုပြောချင်တယ်လို့ပြောလို့ရမလားနင်ခေဦးသားဒီစကားတွေအားလုံးကိုကြားသွားမယ်ဆိုရင်တော့ဘလောက်တောင်မှဝမ်းနဲ့နေလိုက်မလဲကျမပြောတဲ့စကားတွေမှာဘာတစ်ခုမှမားနေလို့လေစင်းရဲတယ်ဆိုတာဟုတ်ကြပဲလေစင်းရဲလို့စင်းရဲတယ်ပြောတာသူ့အနေနဲ့ဘာမှအလောက်ထိစိတ်ဆိုးဒေါသထွက်နေစရာအကြောင်းလည်းမရှိပါဘူးညီမနှစ်ယောက်လုံးကလည်းစကားများရံဖြစ်နေခဲ့ကြပါတယ်ဒီအချိန်အတွင်းမိခင်ဖြစ်သူကတော့ထမင်းဟင်းတွေကိုခိုးခတ်ပြင်ဆင်ပေးလိုက်ပါတယ်ထမင်းစားတော့ပြီးသွားတဲ့အခါမှာတော့သူလဲဝမ်းသာပျော်ရွှင်သွားခဲ့ပါတယ် မိခင်ခမရအရန်ကိုဆင်းရဲပါတယ်။တမီးလေးတွေအင်ကိုလာလေတဲ့အချိန်မှာပေးဖို့အတွက်သူမဘာမှမရှိခဲ့ပါဘူး။ဒါပေမဲ့အစားအသောက်ကိုတော့အကောင်းဆုံးအဆုံးသူမပြင်ဆင်ပေးခဲ့ပါတယ်။อืมငါမကလေးတွေကိုလက်ဆောင်ပေးဖို့အတွက်ဘာမှလည်းမရှိဘူးငါမငွေလေးတရားပဲကြံတော့တယ်ဒီတော့ငါသမီးနှစ်ယောက်ကိုတရား90စီပေးလိုက်ရင်ကောင်းမယ်နဲ့တူတယ်တို့လည်းဝမ်းသာပျော်ရွှင်သွားကြလိမ့်မယ်အမေကဒီအတိုင်းပဲပြန်လှုပ်လိုက်တယ်လို့တော့တို့ပြောမှမဟုတ်တော့ဘူးငါသမီးနှစ်ယောက်လုံးကိုဒန်းတူညီမြပေးလိုက်မယ် စဉ်းစားပြီးနောက်မှာတော့တမီးငယ်လေးကိုငွေ90သွားပေးခဲ့ပါတယ်။အမေကလည်းကျမမလိုချင်ပါဘူးလိုလည်းမလိုအပ်ဘူးအမအောင်ပေးလိုက်လေအမကစိုက်ကားငှားပြီးပြန်ရမှာဆိုတော့သူ့အတွက်အဆင်ပြေသွားတာပေါ့။အေးပါအေးပါနင်မလိုချင်ဘူးဆိုလို့ရှင်လည်းမရှိပါနဲ့ထားလိုက်တော့ဒါပေမဲ့အပြင်မှာအရင်အောင်အေးနေရနော်နင်မအေးဘူးလား။ဒီပုံစံအတိုင်းကြည့်သွားရင်တော့အေးပတ်သွားလိမ့်မယ်။အမေမှခြုံဆောင်လေးရှိတယ်ယူသွားပါလား။အမေကလည်းကျမပြောတယ်။ကျမအခုဝတ်ထားတဲ့အင်းကြီးကိုကြည့်။ဒါကလေတာချက်က အမေရဲ့ဆောင်းအဟောင်းကိုတော့ကျမလည်းမလိုအပ်ပါဘူးအမေရဲ့အမကတော့အမေစီကဆောင်းအဟောင်းကိုလိုအပ်ရင်လိုအပ်လိမ့်မယ်အမကိုပဲပေးလိုက်နော်ဒါဆိုရင်တော့ကျမသွားတော့မယ်အမေမိခင်ဖြစ်သူကတော်တော်လေးအားအသင်နေခဲ့ပါတယ်သူ့သမီးအငယ်လေးလက်ထပ်ပြီးနောက်ဘလောက်တောင်မှမာနာထောင်လွားနေလဲဆိုတော့ကိုလည်းသူကြည့်နေခဲ့ပါတယ်သူရဲ့အမအကြီးဖြစ်သူဆင်းရဲလို့နဲ့ဆိုပြီးတော့သူကနည်းနည်းလေးမှလေးစားတန်ဖိုးထားခြင်းမရှိတော့ပါဘူး။ဒါနဲ့အမေတပိလက်ပြန်တော့မယ်နော်။အမေကတော့သူ့သမီးအကြီးကိုလည်းငွေ90ထုတ်ပေးလိုက်ပါရီ အမေရဲ့ထားလိုက်ပါအမေရဲ့တမီးကိုပေးမနေပါတော့နဲ့အမေဒီနေ့ပတ်စံလေးအများကြီးကောင်းသွားပြီမဟုတ်လားအဖေသာရှိမယ်ဆိုရင်တော့ကျမအမေကိုဘာမှစွရင်ပူပန်နေစရာမလိုဘူးဒါပေမဲ့အမေဒီတစ်ခေါက်ရာသီဥတုတတော်လေးအေးရဲ့တိလားအမေကတော့ကိုဟုတ်ကဘီယူဆိုင်လို့ရပါတယ်တမီးလေးရဲ့တမီးလေးစီမှာအင်းညစ်ဝက်စားကောင်းကောင်းတထည်လည်းမရှိဘူးအရန်အေးနေရမဟုတ်လားအမေရဲ့ဆောင်းအဟောင်းလေးခြုံပြီးတော့လိုက်တော့စိုက်ကားပေါ်မှာအရန်အေးပြီးတော့လေလဲတိုက်လိုက်မယ်သူတိတ်မကြခင်မှာလာစားရလိမ့်မယ်အမေရဲ့အဲ့ဒီခါကျရင်တော့တမီးအဲ့အတွက်လိုအပ်တာအားလုံးသူဝယ်ပေးလိုက်မယ် ဒါပေမဲ့အမေဒီတစ်ခေါက်အမေခြုံဖို့အတွက်စောင့်တစ်ထည့်ကိုတော့အမေကိုယ်တိုင်ပဲလှုပ်လိုက်ကြတော့အမေရဲ့ဆောင်အဟောင်းလေးကအခုဆိုရင်အပေါအပြဲတွေအများကြီးပဲအမေရဲ့ဒီစကားကိုကြားခဲ့ရတဲ့အခါမှာမိခင်ဖြစ်သူတော်တော်လေးဝမ်းနည်းသွားခဲ့ပါတယ်မျက်ရည်တွေလည်းစည်းကြလာခဲ့ပါတယ်အချိန်တွေကတဖြည်းဖြည်းကုန်ဆုံးသွားခဲ့ပြီးနောက်မှာတော့တမီးအငယ်လေးကလည်းသူ့အမေကိုမေးသွားခဲ့ပါတယ်သူမပတ်စံတွေကိုတောင်းဖြောင်းနေရပြီးအလွန်ပျော်ရွှင်ဝမ်းသာနေခဲ့ပါတယ်တမီးအကြီးကတော့ရခမအိမ်မှာအဆင်ပြေပြေနေထိုင်နိုင်ဖို့အတွက်ကြိုးစားရုန်းကန်နေရတုံးပါပဲ ဒီလိုနဲ့ပါကီရဲ့မွေးနေ့ပါတီပွဲကိုရောက်ရှိလာခဲ့တဲ့အခါမှာတော့တယောက်ကြားကလည်းအိမ်မှာပါတီပွဲကျင်းပပေးခဲ့ပါရီပါတီပွဲမှာအမေနဲ့အမနှစ်ယောက်လုံးကိုလည်းသူမဖိတ်ခေါ်ခဲ့ပါရီငါသမီးလေးရဲ့မွေးနေ့ပွဲကိုငါသွားရမယ်လက်ဖလာနဲ့ဘလို့သွားရမလဲငါရှိမှသူ့ကိုပေးဖို့အတွက်ဘာမှလည်းမရှိဘူးဒီပုံစံအတိုင်းပဲသွားမယ်ဆိုရင်တော့သူ့ဝမ်းနဲ့သွားမှာတစ်ဖက်မှာအမအကြီးဖြစ်သူကလည်းဆိုရင်စိတ်ပြန်နေခဲ့ပါရီ သူမစီမကိုရိုင်းဝဲဖို့အတွက်အဝိဇ္ဇာကောင်းကောင်းတထဲတောင်ရှိမှမဟုတ်ပါဘူး။သူညီမလေးအတွက်သူပါလက်ဆောင်ကိုယူသွားရမှာလေ။ဒီနောက်မှာတော့မိခင်ဖြစ်သူကလည်းသူမရဲ့ဖခင်ဖြစ်သူသူမကိုမင်္ဂလာဆောင်တုံးကလက်ဆောင်ပေးထားခဲ့တဲ့အဝိဇ္ဇာလေးရှိနေတာကိုတတိယသွားတဲ့အတွက်ဒီထဲမှာဂွန်းတွေကိုဖြည့်ပြီးနောက်မှာတော့ဆောင်းလေးချုပ်လိုက်ပါရီ။ချုံဆောင်လေးကတော့တကယ်တော်လေးကိုလှပနေခဲ့တာပါပဲ။ဒီထက်ပိုပြီးကောင်းတဲ့လက်ဆောင်ကတော့ငါသမီးလေးအတွက်ရှိကိုမရှိနိုင်တော့ဘူး။ အမအကြီးဖြစ်သူကလည်းသူညီမလေးကိုပေါ့ပေးရမှမသိရတဲ့အခါမှာတော့သူမရဲ့ငွေချေခြင်းလေးကိုတွဲရောက်ခဲ့ပြီးနောက်မှာတော့ဆွဲတာတစ်ထည်ဝယ်လိုက်ပါတယ်။ကျမညီမလေးကပတ်စံရှိတဲ့ချမ်းသာတယ်။ကျမသာလပလာသွားမယ်ဆိုလို့ရှင်တော့ကျမတို့ပဲအချက်ကွဲရမှာ။အဲဒါကြောင့်ကျမရဲ့ငွေချေခြင်းလေးရောင်းပြီးတော့ဒီဆွဲတာကိုဝယ်လာခဲ့လိုက်ကြပါ။ကျမအခုလိုလိုတာကိုရှင်စိုက်တော်လည်းမစိုးပါဘူးနော်။ရပါတယ်ကွာမင်းဆုံးဖြတ်ချက်အမားတွေကိုဆုံးဖြတ်မှာမဟုတ်ဘူးဆိုတာကိုငါသိပါတယ်။ မင်းရဲ့ငွေချေခြင်းလေးကိုတော့ငါပြန်ပြီးတော့ဝယ်ပေးမယ်နော်ဘာမှမစိုးရင်နဲ့ဒီနောက်မှာတော့တောင်မီနှစ်ယောက်သားကလည်းသူရဲ့လက်ဆောင်ကိုစီကိုယူပြီးနောက်မှာတော့မွေးနေ့ပါတီပွဲကိုရောက်ရှိလာခဲ့ကြပါရဲ့အမေနဲ့အမရဲ့ကျမရဲ့မွေးနေ့ပါတီပွဲမှာတော့အဝတ်စားကောင်းကောင်းလေးဝတ်ပြီးတော့လာကြပါလားအိမ်မအဲ့ဒီတွေအများကြီးရောက်နေတယ်အမေနဲ့အမနှစ်ယောက်လုံးကိုကျမရဲ့မိသားစုဝင်တွေဆိုပြီးတော့မိတ်ဆက်ပေးရမှာလीဒီပုံစံတွေနဲ့ကျမဘယ်လိုမိတ်ဆက်ပေးရမလဲရပါတယ်တမီးငယ်ရဲ့ အမေနဲ့အမနှစ်ယောက်လုံးတမီးရဲ့အခန်းထဲမှာပဲတိတ်တိတ်လေးသွားပြီးတော့ထိုင်နေလိုက်ကြမယ်နော်။ဒါနဲ့တမီးရဲ့ဆောင်တစ်ထည်လောက်အမေတို့ပေးပါအောင်အရန်အေးနေလို့။အာမဟုတ်တာမဟုတ်တာကျမရဲ့အခန်းထဲကိုမသွားနဲ့နော်။ကျမရဲ့အခန်းထဲကိုလုံးဝဝင်ဖို့အတွက်မစင်စားနဲ့။အဲ့ဒီမှာရှိတဲ့ဆောင်ကိုတော့လုံးဝထိကိုလာမထိနဲ့။အမေတို့နားကနေပြီးတော့စင်းရတဲ့အနံ့တွေအရန်ကိုထွက်နေတယ်လို့ခန့်စားရတယ်။စန်နီကလည်းအင်တဲကလည်းဒီစကားတွေအားလုံးကိုကြားနေကြရပါလေ။သူ့ဘာတခုံးမှတော့ဝင်မပြောခဲ့ပါဘူး။ ဂိမ်းမော့လီပြီးသွားတဲ့အခါမှာအားလုံးကလည်းပါကီကိုလက်ဆောင်တွေပေးခဲ့ကြပါရဲ့အမေနဲ့အမကျွန်မအတော်လက်ဆောင်မယူလာခဲ့ကြဘူးလားယင်ဒီနောက်မှာတော့တာမီနှစ်ယောက်လုံးကလည်းသူတို့ယူဆောင်လာခဲ့တဲ့လက်ဆောင်တွေကိုပေးခဲ့ကြပါရဲ့ဒါရီတွေ့ခဲ့ရတဲ့အခါမှာကျွန်မအော်ရှင်လိုက်ပါတယ်ပြီးရနဲ့လွှတ်ပြပြီးပြောလိုက်ပါတယ်ဒါပေါ်ရီလည်းအမေရဲ့ကျွန်မအတော်ဒီအဟောင်းအဆောက်တွေကိုယူလာခဲ့တာလားပြီးတော့အမရေဒီဆွဲတာအဟောင်းအဆောက်တွေကိုဘယ်ကနေပြီးတော့ဝယ်လာခဲ့ရလဲဘေးထုတ်ထဲကဝယ်ခဲ့ရလားအခုချက်ချင်းပြန်ရှူသွားလိုက်တော့ ဒီအချိန်မှာဆန်နီကသူ့မိမကိုပါတစ်ချက်တည်းလာရိုက်ချပြီးတော့ပြောလိုက်ပါတယ်။နင်ကနင့်ကိုမွေးခဲ့တဲ့အမေကိုတောင်မှအခုလိုမျိုးပြန်ခံပြောနေရဲဟုတ်လား။နင့်ကိုတသက်အလုံးမိခင်တယောက်လိုစောက်ရှောက်ပေးခဲ့တဲ့အမကိုလည်းနင်ကစော်ကားနေရဲ့။နင်ကနင့်ရဲ့အမေနဲ့အမအတွက်တောင်မှဒီပုံစံအတိုင်းဆိုရင်တော့ငါနဲ့ငါ့ရဲ့မိသားစုဝင်တွေကိုနင်ဘလို့ဆက်ဆံလိုက်မလဲ။အမေကအနည်းအတွက်ဘလောက်တောင်စူးစမ်းပန်းစားနဲ့ဒီဆောင်ကိုချုပ်လုပ်ပေးခဲ့လဲဆိုတော့ကိုနင်သိရောသိလား။ နေရအဖိုးဖြစ်တို့နောက်ဆောင်ပေးခဲ့တဲ့လက်ဆောင်ကိုတော့မနေအတော်ဆိုပြီးတော့သူကဖြက်စီးပြစ်ခဲ့တယ်။နေရနေအခန်းထဲမှာရှိတဲ့ဆောင်ကိုတော့မထိနဲ့ဆိုပြီးတော့ပြောပြစ်လိုက်တယ်။အမဘာလုပ်ခဲ့လဲဆိုတော့ကိုနင်းသိရလား။နင်းကိုလက်ဆောင်ပေးဖို့အတော်ဆိုပြီးသူ့မှာရှိတဲ့တခုတည်းသောငွေချေခြင်းလေးကိုရောင်းချပြစ်ခဲ့တယ်။ငါဒီကိစ္စတွေအလုံးကိုသိသွားတဲ့အချိန်မှာအတော်လေးကိုစွရင်ပုံပန်နေခဲ့တယ်။မင်းကိုအမေကဒီလက်ဆောင်ကိုပေးပြီးသွားတဲ့အခါကျရင်တော့သူ့မှာဘာဆောင်တစ်ထဲမှချုံဖို့အတွက်ရှိမှာမဟုတ်ကြဘူး။မင်းကဒီလောက်တောင်မှတန်ဖိုးရှိတဲ့ပစ္စည်းတွေကိုလွှဲပြစ်လိုက်တယ်ဟုတ်လား။ တတော်လေးကိုတံပိုးမတိတတ်တဲ့သူတစ်ယောက်ပဲမင်းအခုကျရင်ငါ့အိမ်ကနေထွက်သွားလိုက်တော့ဒီအိမ်မှာမင်းအတွက်နေရာမရှိတော့ဘူးကျမကိုခွင့်လောက်ပါနော်ကျမကိုခွင့်လောက်ပါကျမမှားသွားပါတယ်ရှင်ကကျမကိုအမြင်မှန်ရှာသွားအောင်လို့လုပ်ပေးခဲ့ရပဲကျမကပတ်စံကျွဲဝချမ်းသာမှုကိုအရာရာဆိုပြီးတော့ထင်မှတ်နေခဲ့တယ်ကျမကိုခွင့်လောက်ပါရှင်အမေနဲ့အမကျမကိုခွင့်လောက်ပါနော်ကျမတကယ်အမအကြီးအကြီးကိုကျူးလွန်ခင်မိပါတယ်အခုအချိန်ကစပြီးတော့ဒီဆောင်နဲ့ဒီဆွဲတာကိုကျမအရန်ကိုတံပိုးထားပြီးတော့ဝတ်ပါမယ်။ နှစ်ယောက်တော့ကလည်းပေါကီကိုခွင်းတော့ပေးခဲ့ကြပါသည်။သမီးအကြီးကတော့သူ့အမေအတွက်ဆောင်ဝယ်လာခဲ့ပေးပြီးပြောလိုက်ပါရယ်။အမေအခုချိန်ကစပြီးဒီဆောင်လေးကိုခြုံပြီးရောအိမ်နော်။အမေဘာမှချက်ပြီးရောစွင့်ပုံပန်းမနေပါနဲ့ဟုတ်ပြီလား။သမီးရဲ့သမီးရခမအိမ်ကဆောင်ကိုအမေကဘယ်လိုလုပ်ပြီးရောခြုံလို့ရမလဲ။အမေရလည်းဒါကသူ့ရခမအိမ်လေ။ဒီသမီးလေးကအမေသမီးဆိုတော့သူ့ရဆောင်ကအမေရဆောင်ပဲ။ဒီနောက်မှာတော့အမေကသူ့တမီးအကြီးကိုဆူတောင်းပေးနေခဲ့ပါတယ်။တမီးငယ်လေးကတော့ဒါရီကိုတွေ့မြင်ခဲ့ရတဲ့အချိန်မှာရှက်ရွံ့သွားပါတယ်။ ဒါပေမဲ့လည်းသူမအမြင်နဲ့အတူတင်ကန်းစာတစ်ခုကိုရရှိသွားခဲ့ပါရယ်။ချမ်းသာတဲ့သမီးကြောင့်မပြောရွှင်ခဲ့ရပါမယ်။ဆင်းရဲတဲ့သမီးလေးကြောင့်ဒီနေ့မှမိခင်ဖြစ်သူအရန်ကိုဝမ်းသာပြောရွှင်နေခဲ့ရပါရယ်။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့အော်လူးကျောင်းကျောင်းပလာတာဆိုတဲ့ပုံမြင်ပဲဖြစ်ပါရယ်။ရှီဘော်နီကတော့ဒေါသူမလေးတို့ပဲဖြစ်ပါရယ်။ကျွမ်းမရှိတဲ့နောက်ထပ်ကောင်လေးတယောက်ကတော့သူမကိုအချစ်တွေနဲ့လှည့်စားထားခဲ့ပါရယ်။ မိဘတွေကဒီကိစ္စတွေကိုကြားသိကြရတဲ့အခါမှာတတော်လေးစိတ်ဆိုးတော့တာထွက်ခဲ့ကြပါတယ်။ဒီနောက်မှာတော့သူမကိုအိမ်တဲကအိမ်ပြင်ကိုပေးမထွက်ကြတော့ပါဘူး။အရင်အချိန်တုန်းကရှီပါနီကတော့သူ့ဤစာကိုအတော်လေးချစ်နေခဲ့တဲ့အတွက်အခွင့်အရေးကြတာနဲ့အိမ်ကနေချက်ချင်းထွက်ပြေးသွားခဲ့ပါတယ်။ကွန်တန်းနေနေရတော့ဒီမှာအေးစိတ်ထိုင်နေတယ်။အိမ်မှာငါ့မိဘတွေကငါ့ကိုအေးအေးဆေးဆေးနေခွင့်မပေးဘူး။ငါ့ကိုအိမ်ထဲမှာပိတ်လောင်ထားကြတယ်တိလား။ငါအတော်လေးခက်ခက်ခက်ခဲနဲ့ဒီကိုလာခဲ့ရတာပါအဲ့ဒါကြောင့်ငါ့ကိုဒီကနေအမြန်ဆုံးခေါ်သွားလိုက်ပါတော့နော် ဒါပေမဲ့ငါ့မှာပတ်စံမရှိတာနင့်ကိုဒီကနေငါဘယ်လိုခေါ်သွားရမှာလဲဘယ်လိုခေါ်သွားရမှာလဲပြောပါအောင်ရပါတယ်ကွန်တန်ရဲ့နေပါမှလည်းအရန်ကြီးစိတ်ပူမနေပါနဲ့အိမ်မှာရှိတဲ့ပတ်စံတွေအားလုံးကိုငါချက်ချင်းယူလာခဲ့လိုက်မယ်မဟုတ်တာရှိပါနေရဲ့အဲ့လိုတော့မလုပ်ပါနဲ့နေ့အိမ်ကပတ်စံတွေကိုနေယူလာခဲ့ရင်တော့ငါ့ကိုအားလုံးကဆွဆွဲကြမှာပေါ့ပတ်စံအတွားနဲ့မင်းကလေးတယောက်ကိုခိုးပြေးသွားတယ်ဆိုပြီးတော့လေငါနေနဲ့အတူတူရှိနေသမျှနင့်ကိုဘယ်သူမှဘာမှပြောလို့မရစေရဘူးစိတ်ချစမ်းပါ ဒီနောက်ရှီဖော်နီကလည်းအိမ်မှာရှိတဲ့လက်ဝတ်လက်စားတွေနဲ့ငွေတွေကိုယူပြီးနောက်မှာတော့ခွေးရလိုက်ပြေးသွားခဲ့ပါတယ်။နှစ်ယောက်သားကလည်းဘတ်စကာစီးပြီးနောက်မှာတော့မြို့တစ်မြို့ကိုထွက်ခွာလာခဲ့ကြပါတယ်။သူတို့မြို့ပေါ်ကိုရောက်ရှိသွားခဲ့တဲ့အခါမှာအိမ်တိုင်ရှာပြီးတော့နေဖို့အတွက်ပြင်ဆင်ကြပါတယ်။အိမ်တိုင်ရှာတွေ့သွားခဲ့ပြီးနောက်မှာတော့ကောင်လေးတစ်ယောက်ကိုကြွေးခဲ့ရပါတယ်။ဒါနဲ့အကိုကျွန်တော်ဒီမှာရက်အနေငယ်လောက်တည်းခေါ်လို့ရမလား။ကျွန်တော်အိမ်မှာအခန်းနှစ်ခန်းပဲရှိတယ်။ကျွန်တော်တို့ကိုတည်းခေါ်ခွင့်ပေးပါ။ ျွန်တော်တို့ကခိုးပြေးလာခဲ့ကြတာသိမကြခင်လက်ထက်ရတော့မှလေအိတ်ငှားကပေးမယ်နော်။သူရဲ့ဒုက္ခဆင်းရဲတွေကိုနားလည်သွားခဲ့တဲ့ခါမှာပရဘကလည်းပြောလိုက်ပါတယ်။ရှက်နေငယ်တော့ဒီမှနေလို့ရတယ်။ဒါပေမဲ့ဒီကောင်နေအမြန်ဆုံးထွက်ခွာသွားရမယ်နော်။ပါလို့လေဆိုတော့ကျွန်တော်ရဲ့အဖေနဲ့အမေနှစ်ယောက်လုံးကျွန်တော်အမရဲ့အိမ်ကနေပြန်လာကြတော့မှမဟုတ်လို့ပဲဒါဆိုရင်တော့အမေဒီမှာခဏလေးစောင့်နေနေခဲ့အောင်နော်ငါတခုခုစားတော့ဖို့အတွက်သွားပြည့်စင်လိုက်ပဲဒီပတ်စံနဲ့လက်ဝဲလက်စားရဲအကုန်လုံးကိုတော့ငါတို့အနေနဲ့ဘန်းတခုမှသွားထားမှဖြစ်မယ် မျိုးဆိုတော့အရင်အောင်အန်တီရများတဲ့ခိုးဆိုးလူနိုင်တွေကလည်းပေါ်တယ်လေဒီလိုနဲ့ပဲရှီဘာနီကတော့သူရဲ့လက်ဝဲလက်စာရင်းနဲ့ပတ်စံကိုပေးလိုက်ပါတယ်ကွန်တန်ထွက်သွားခဲ့ပြီးရှီဘာနီကတော့အခန်းတန်ရှင်ရေလောက်ခဲ့ပါတယ်အရင်နောက်မှာကွန်တန်ဘယ်တော့မှပြန်မလာခဲ့တော့ပါဘူးအချိန်တစ်ပတ်ကြာကြာမြင်သွားခဲ့ပါပြီးကွန်တန်ပြန်မလာခဲ့ပါဘူးပါဘော့ကလည်းလိုက်ရှာပေးခဲ့ပေမဲ့ကွန်တန်ကတော့တခါရဲထွက်ပြေးသွားခဲ့တဲ့အတွက်ဘယ်လိုလုပ်ရှာလို့တွေ့တော့မလဲ ရှိပါလေးနဲ့အတော်လေးကြေကွဲသွားခဲ့ရပါတယ်။သူ့ဤစားသူ့ကိုတစ္ဆာဖောက်သွားခဲ့ပြီးဆိုတော့ကိုလည်းဒီမှာကောင်းကောင်းသိသွားခဲ့ပါတယ်။ဒီအခြေအနေတွေမှာပရဘပ်ကသူ့ကိုအားပေးကူညီပေးခဲ့ပါတယ်။ရဘပ်ကလည်းငိုနေတဲ့ရှီပါနီကိုတွေ့ခဲ့ရတဲ့အခါတိုင်းဝမ်းနဲ့နေခဲ့ပေမဲ့သူကိုယ်တိုင်လည်းဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူး။သူမအရန်တနာစီဟာကောင်းလို့နဲ့အတွက်သူမကိုအိမ်ကနေလည်းမောင်းမထုတ်ပြနိုင်ခဲ့ပါဘူး။ဒီလိုနဲ့တရမှာတော့ရှီပါနီစဉ်းစားခဲ့ပါရဲ့။ငါမိဘရဲ့စကားကိုငါနားထောင်ခဲ့ရမှာ ငါမိဘတွေရဲ့စကားကိုနားမထောင်ဘဲနဲ့ငါအမအကြီးအကြီးကိုကျိုးတော်ခဲ့မိရဲ့ဒီအိမ်မှာငါဘယ်အချိန်ထိနေထိုင်နေရအောင်မလဲဒုက္ခပဲငါဒီအမတွေအကုန်လုံးကိုဘယ်လိုပြင်ရမလဲငါတေမအေးမှာရဘပ်ကလည်းဂရင်ပေါက်ကနေကြည်လိုက်တဲ့အချိန်မှာရှီပါနီကတော့ပန်ကာပေါ်မှာဇွဲချိုးချသေးဖို့ကြိုးစားနေခဲ့ပါရဲ့သူကလည်းအများအဆုံးသွားပြီးအခန်းတကာကိုချိုးပြစ်လိုက်ပါတော့တယ်ရှီပါနီကိုပေါ်တဆက်တည်းရိုက်ပြစ်ပြီးနောက်မှာတော့ပြောလိုက်ပါတယ်နင်တာဘာလုပ်နေရလဲယူသွားပြီလားနင်ဒီကိုသေးဖို့အတွက်လာခဲ့ရလား ဒါဆိုရင်ကျမဘာလုပ်ရမှာလဲကျမကသူနဲ့အတူတူတဘွားအလုံးနေထိုင်ပြီးအတူတူတည်းအတူတူရှင်ဖို့အတွက်ခရီးပေးထားခဲ့ပေမဲ့သူကကျမကိုထားဖြစ်ပြီးတော့ထွက်ခွာသွားခဲ့လေကျမအခုဘယ်ကိုသွားရမလဲဘယ်သူကကျမကိုလက်ခံမလဲငါလက်ခံမယ်မင်းငါနဲ့လက်ထပ်ချင်လာပြောမင်းအခုလိုမျိုးစိုက်ပြက်ဝမ်းနေနေရကိုတော့ငါလည်းလုံးဝကိုမကြည့်ရတော့ဘူးဒါပေမဲ့ရှင်ကကျမကိုဘယ်လိုလက်ထပ်မလဲရှင်ရဲ့မိဘတွေကလည်းရှိသေးတယ်သူတို့ကကျမကိုလက်ခံကြမှာမဟုတ်ဘူးသူတို့ကကျမကိုသူတို့ရဲ့ချွေးမတွေအဖြစ်လက်ခံပါမလားရှင် မင်းရဲ့တိတ်မှဖြစ်ဖြစ်ခဲ့တဲ့ကိစ္စတွေအကုန်လုံးကိုတော့မသိဘူးဆိုရင်တော့တို့လက်ခံကြမှာပါဒီအကြောင်းလေးအကုန်လုံးကိုသိတော့ဆိုတော့ငါတို့နှစ်ယောက်ပဲရှိတယ်ငါတို့မပြောရင်ဘယ်သူမှမသိဘူးဒီမှာငါကချမ်းသာတဲ့သူတယောက်တော့မဟုတ်ဘူးမင်းရဲ့အိမ်မက်တွေကိုဖြည့်ဆည်းပေးတဲ့နေရာမှာကတော့ငါဘာမှကူညီပေးနိုင်မှာမဟုတ်ဘူးကျမအရန်ချစ်ခဲ့တဲ့သူကလည်းကျမရဲ့စိတ်ကူးအိမ်မက်တွေကိုဘယ်တော့ကအကောင့်ထဲပေါ်ပေးခဲ့လို့လဲရှင်သူကပို့ပြီးအောင်မှဖြည့်ဆည်းသွားခဲ့သေးရပဲကျမတို့အတွက်နဲ့ကျမရဲ့ဘဝတစ်ခုလုံးကိုရှင်းခဲ့တယ် ဒီလိုနဲ့ Brabop ကလည်းသူရဲ့မျက်ရည်တွေကိုတုပ်ပေးပြီးနောက်မှာတော့ဖတ်ထားခဲ့ပါရီ။နောက်နေ့ချက်ချင်းမှာပဲနှစ်ယောက်သားဖခင်အကြောင်းကိုတွားပြီးနောက်မှာတော့လက်ထပ်ခဲ့ကြပါရီ။နှစ်ရက်သုံးရက်ကြာမြင့်သွားခဲ့တဲ့အခါမှာတော့ Brabop ရဲ့မိဘနှစ်ပါးအလုံးကပြန်လည်ရောက်ရှိလာခဲ့ကြပါရီ။ရှီဖော်နီကိုတွေ့ခဲ့ရတဲ့အခါမှာမိခင်ဖြစ်သူကလည်းပြေးလိုက်ပါရီ။တားလိရေနေပါအောင်။ငါတို့အိမ်ကိုဘသူရောက်နေရလဲဒီမိန်းကလေးကဘသူလဲ။အမေသူရဲ့နာမည်ကရှီဖော်နီရဲ့အမေရဲ့ချွေးမလေးလေ။တားလက်ထပ်လိုက်ပြီးတော့တားရဲ့မိန်းမပဲ။ အခြေအနေတွေကအခုလိုဖြစ်သွားခဲ့တဲ့အတွက်ကျွန်တော်တို့လည်းမတတ်နိုင်တဲ့အဆုံးမှာအဖေနဲ့အမေမရှိပဲကျွန်တော်တို့လက်ထပ်ခဲ့ရတယ်။နေပေါင်းသားရဲ့ဘာရီမြောင်းအလောက်တောင်မှအရေးကြီးနေရလေ။လေးရက်လေးပဲငါတို့နေအမအိမ်ကိုသွားလေခဲ့ကြတာပါဒီလေးရက်အတွင်းဘာရီဖြစ်ခဲ့လို့နေရဒီမိန်းကလေးတယောက်ကိုကောက်ပြီးယူလိုက်ရတာလေ။အမေကျွန်တော်လမ်းမှာမိလေကြာနေခဲ့တဲ့အချိန်မှာသူကကျွန်တော်ကိုစေယုံအထီလိုက်ပို့ပေးခဲ့တယ်။ဟုံးတော်ကြီးကိုယ်တိုင်ကလည်းကျွန်တော်တို့ကိုတွေ့ရောပြောတယ်။သူကမိန်းကလေးတယောက်တင်ဖဲကောက်အောင်မလဲကျွန်တော်ကိုကောက်ွယ်ဆောက်ရှောက်ပေးရတူတဲ့ ျွန်တော်တာသူ့ကိုလက်မထပ်ဘူးဆိုရင်တော့ကျွန်တော်ရဲ့အသက်အန္တရာယ်စိုးရင်ရနိုင်တယ်ဆိုပြီးတော့ပြောပြခဲ့တယ်။ဒီတော့ကျွန်တော်လည်းထပ်ပြီးတော့ဘာကုန်းမစောင့်မနေပဲသူနဲ့လက်ထပ်ခဲ့တာ။ကျွန်တော်အနေနဲ့စောင့်နေတင်လာအမေ။အေးဘယ်စောင့်နေတင်မလဲ။ဒါရဲ့ဒါပြောတာမှန်တော့လေမှန်ပါတယ်။ကောင်းတယ်ကောင်းတယ်။ဒါတော့လက်ထပ်လိုက်တာအရန်ကောင်းတာပဲ။အမလေးငါရဲ့သားလေးသာတခုတ်ခုတ်ဖြစ်သွားလို့ရှင်တော့ငါတို့ဘယ်လိုလုပ်ကြမလဲငါတို့မှနင့်ကိုပဲအားကိုးပြီးတော့နေနေရတာလေနင်သားတခုတ်ခုတ်ဖြစ်ငါတို့တစ်ယောက်လုံးသိမှာပဲကဲချွေးမလေးရေငါတို့ရဲ့သားလေးကိုဂယုစိုက်ပေးပါနော် ဒီကမှာသူ့ကိုအလောက်ထိအလေအမြန်လက်ခံလိုက်မယ်ဆိုတော့ကတော့သူမလုံးဝကိုမယုံကြည်နိုင်အောင်ဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့ပဲနေရရဲ့တွေကတဖြည်းဖြည်းကုံဆုံးနေခဲ့ပါတယ်။ရှီဘာနီကနေစင်နေတာယခမဖြစ်သူကိုထမင်းကျွေးခဲ့ပေမဲ့ယခမကတော့ဟင်းတွေကိုဘယ်တော့မှမစားပါဘူး။သူမကိုယ်တိုင်ကထမင်းဟင်းချက်ပြောက်တာမကောင်းလို့ယခမဖြစ်သူကဟင်းတွေကိုမစားရလားဆိုပြီးစဉ်းစားနေခဲ့ရပါဘူး။ဒါပေမဲ့တရက်မှတော့သူမယခမဖြစ်သူကအာလူးကြောင့်အထုံနဲ့ရိုတီစားနေရကိုတွေ့သွားခဲ့ပါရီ။ဒါတို့တွေ့ကြရတဲ့အခါမှာသူမအတော်လေးအားအသင့်သွားခဲ့ပါရီ။ ဘယ်သူကမှအခုလိုမျိုးအာလူချောင်းကျော်တွေနဲ့ရိုတီကိုစားလို့လဲတကယ်မတော့တမထိုင်ပြီးတော့စဉ်းစားနေခဲ့ပါတယ်ငါအမေအတွက်အာလူချောင်းကျော်တွေရောထည့်ပြီးရိုတီလုပ်ပေးမယ်ဆိုလို့ရှင်ရောအရင်နေ့မှ तू မအာလူချောင်းကျော်အထုပ်တွေအများကြီးမှာလိုက်ပါတယ်ပြီးတော့အဲ့ခါမှာတော့အာလူချောင်းကျော်တွေကိုအမှုအဖြစ်ချေပြီးဂျုံနဲ့ရောနေပြီးနောက်မှာတော့ရိုတီလုပ်လိုက်ပါတယ်ဒီနောက်မှာတော့ရခမဖြစ်သူကိုရိုတီပေးနေရင်လည်းပြောလိုက်ပါတယ်အမေဒီမှာကျမကဒီနေ့အာလူချောင်းကျော်ရယ်နဲ့ရိုတီလောက်ထားတဲ့စားကြည့်ပြီးပြောပါအောင်ဘလို့အရသာရှိလဲ ရခမကလည်းစားပြီးနောက်မှာတော့ဝမ်းသာပျော်ရွှင်သွားခဲ့ပါတယ်။ချွေးမလေးရေကောင်းနေကောင်းနေအရန်စားကောင်းပြီးတော့အရသာရှိတယ်တိလား။ငါကြိုက်တဲ့ပုံစံအတိုင်းကွက်တီပဲ။ဒါနဲ့လှုပ်ဝှက်ချက်တစ်ခုရှိတယ်ပြောပြရမလား။ငါကနေ့တိုင်းအာလူချောင်းကြောင့်အထောက်တွေဝယ်ပြီးတော့ရိုတီစားနေခဲ့တာ။ငါအရန်ကြိုက်တယ်တိလား။ဒီနေ့တော့နေအောင်ငါ့ဝမ်းသာပျော်ရွှင်သွားအောင်လုပ်ပေးနိုင်ခဲ့တယ်နော်။အမေကလည်းကျမသိသွားတယ်လေ။အမေပါကြိုက်လဲဆိုတာကျမသိသွားလို့လေအခုလိုမျိုးအမေကြိုက်တဲ့ပုံစံအတိုင်းလုပ်ပေးခဲ့ရပါတော့။ဒီအချိန်မှာရခမဖြစ်သူရဲ့တငယ်ချင်းတယောက်အင်ကိုရောက်ရှိလာခဲ့ပါတယ်။ ချွေးမလေးရဲ့ဒီမှာငါတငယ်ချင်းအင်ကိုလာလေနင်းလောက်ထားတဲ့ရိုတီတွေထပ်ရှိသေးတယ်ဆိုလို့ရှင်တော့သူ့ကိုလည်းချွေးလိုက်စမ်းမအောင်ရှီဖာနီကတော့အင်းဒီချင်းဖြစ်သူအတွက်လည်းရိုတီတွေကိုယူလာခဲ့ပေးပါတယ်ဟဲ့နင်းချွေးမလေးကတကယ်အရန်ကိုတော့တာပဲသူလောက်ထားတဲ့ရိုတီကတကယ်အရန်စားကောင်းတယ်ဖြစ်နိုင်မယ်ဆိုရင်တော့နင်တို့ဒါကိုရောင်းကြပါလားဒါကမြို့အကြီးကြီးဆိုတော့လူတွေကလည်းအစ်စ်ဆန်းတွေကိုအမြဲတမ်းတောင်းတနေကြတာနင်တို့အဆင်ပြေသွားလိမ့်မယ်ဒီအနီးနားမှာဆက်ရောင်တယောင်ကလည်းရှိတယ်မုန်းဆိုင်တွေများတော့တို့တို့ထွက်လည်းအဆင်ပြေတာပေါ့ ရှီဗာနီကတော့တ냐အလုံးထိုင်ပြီးတော့စဉ်းစားနေခဲ့ပါသည်။ငါအတော်ပြောတဲ့စကားကိုနားထောင်ပြီးအလူချောင်းကြော်နေလို့ဒီလောက်ရောင်းရင်ကောင်းမလား။ငါယောက်ျားရရဲလာစာကလည်းတတော်လေးနေနေတာဆိုတော့ဒီလိုလောက်တာကောင်းလိမ့်မယ်နဲ့တွေ့ရနော်။နောက်နေ့မှာရှီဗာနီကတော့တယောက်ျားကိုဒီအလုံးလုံးပဲဆိုပြီးတိုင်ပင်ကြည့်ခဲ့တဲ့အခါမှာတယောက်ျားညင်လိုက်ပါသည်။ဒါပေမဲ့အမေဖြစ်သူကရှင်းပြခဲ့တဲ့အခါမှာတော့သဘောတူလက်ခံလိုက်ပါသည်။နောက်နေ့ဆော့ပြီးရှီဗာနီကအိမ်အရှိမှာပဲအာလူကြော်နဲ့ရိုတီနဲ့ကိုရောပြီးရောင်းခဲ့ပါတယ်ပထမဦးဆုံးနေ့ရက်လေးမှာပဲသူတို့ရဲ့ ရိုတီဆိုင်လေးကအတော်လေးအဆင်ပြေသွားခဲ့ပါတယ်။ချွေးမလေးလောက်ရောက်တဲ့ရိုတီတွေကအရသာရှီလုံးနဲ့အတွက်လူတွေကလည်းဝိုင်းအောင်ကြိုးပြီးဝယ်စားခဲ့ကြတာပေါ့။သူရဲ့အိမ်ကတော့ဈေးနဲ့အတော်လေးနေပါတယ်။ဒါကြောင့်လဲသူရဲ့ဆိုင်လေးကပိုပြီးရောင်းကောင်းနေခဲ့တာပါ။ဘလို့မဆိုလူတွေကအစ်စ်အဆန်းတစ်ခုခုပြပြီးဆိုတာနဲ့အရိဘတ်ကိုဆွဲဆောင်မှုရှိရှိပြေးလာကြတာတပါဝါပဲလေ။ရန်အနေနဲ့အတွင်းမှာပဲရှီဘာနီကတော့နမဲကြော်ကြားလာခဲ့ပါတယ်။တနေ့ကြော်ကြားမြင်သွားခဲ့တဲ့အခါမှာတော့ရှီဘာနီကအတော်လေးအောင်မြင်သွားခဲ့ပါပြီ။ အရင်လိုလှဲနေတဲ့သူမမဟုတ်ကိုရောင်းတာမဟုတ်ဘဲနဲ့စိုင်းတဲ့ကဏ္ဍနဲ့ရောင်းချနိုင်နေခဲ့ပါပြီ။သူမဘလောက်ပဲအောင်မြင်သွားခဲ့ပါစေ၊သူမရဲ့အမားတွေအတွက်အမြဲတမ်းအောင်ကြရနေခဲ့ပြီးမိဘတွေကိုလည်းလွမ်းစောတန်တာတရိယာနေခဲ့မိပါရဲ့။တရမတော်သူရဲ့မိဘနှစ်ပါးအလုံးတရဆိုင်ကိုရောက်ရှိလာခဲ့ကြပါရဲ့။သူရဲ့သမီးလေးကိုတွေ့ရှိခဲ့ရတဲ့အခါမှာအံ့အားသင့်ကုန်ကြပါရဲ့။မိဘတွေကလည်းသမီးလေးကိုပြန်လည်တွေ့ရှိခဲ့ရတဲ့အခါမှာပျော်ရွှင်ဝမ်းသာစွာနဲ့ဖတ်ထားခဲ့ကြပါရဲ့။သမီးရဲ့တကယ်ပဲနင်ဖဲကိုသွားလိုက်ကြလေ။ငါတို့နင်းကိုနေရာဆောင်မှာလိုက်ရှာခဲ့ကြရတယ်တိလား။ အဖေနဲ့မေကျမမှားသွားပါတယ်ကျမအပြစ်တွေအများကြီးကိုကျူးလွန်ခဲ့မိတယ်ကျမမသိပဲလုပ်ခဲ့တဲ့အမှားတွေအတွက်ခွင့်လွှတ်ပါတော့ကျမလမ်းမကိုရောက်ရှိသွားခဲ့တယ်ကျမကိုခွင့်လွှတ်ပါဒီအချိန်မှာရခွန်မဖြစ်သူရောက်ရှိလာပါတယ်အမေဒါကကျမရဲ့အဖေနဲ့အမေပါရွာနေပြီးတော့ကျမကိုတွေ့ကြလို့ဆိုပြီးတော့လာကြတာလीဟုတ်ကဲ့ပါခမီးခမတ်တို့ရဲ့ရှင်တို့တမီးလေးကတကယ်အရန်အလိမ်မာရေးကြရှိရပဲဒီလိုတမီးလေးကျမတို့ရဲ့ချွေမလေးအနေနဲ့ရတဲ့အတွက်ကျမတို့လည်းအရန်ကိုဝမ်းသာတယ်သူအိမ်ကိုရောက်လာတဲ့အချိန်ကစပြီးအရာအားလုံးပြောင်းလဲသွားတာပဲ သူကအခုဆိုရင်တမျိုးလုံးမှာနမဲကြီးနေပြီတိလားရှီဖာနီကလည်းအိမ်တဲကိုခေါ်သွားခဲ့ပြီးနောက်မှာတော့သူဘလို့မင်္ဂလာဆောင်ခဲ့ရလဲဆိုတော့ကိုပြောပြခဲ့ပါတယ်။တမီလေးပျော်ရွှင်ဝမ်းသာနေရကိုတွေ့ခဲ့ရတဲ့အခါမှာမိဘတွေကလည်းနှစ်ရက်လောက်အနားယူပြီးပြန်သွားခဲ့ကြပါတယ်။ကောင်းတယ်ရှီဖာနီရဲ့ဘလို့မဆိုကွန်တန်မင်းကိုထားပြီးထွက်ပြေးသွားခဲ့တာငါတို့အရန်ကောင်းသွားတယ်။သူတော်မင်းကိုမထားခဲ့ဘူးဆိုရင်တော့မင်းလိုမျိုးတန်ဖိုးရှိတဲ့မင်းကလေးတယောက်ကိုငါရမှာမဟုတ်ဘူးလေ။ကျမလည်းရှင့်လိုလူကောင်းတယောက်ကိုဖယ်ရပါမလဲရှင်။ငါတို့ဒီလောက်ကိုဒီထက်ပိုပြီးတိုးတက်အောင်လုပ်ကြမယ်။မင်းလည်းနမဲပိုကြီးလာတာပေါ့။ အမေကအမင်းကိုဘလောက်တောင်ချစ်ပြီးတော့ဝမ်းသာပြောရွှင်နေလဲသိရဲ့လားကျမကိုချစ်တယ်ဆိုတာထက်ကျမရဲ့ရိုတီတွေကိုပိုချစ်တာပါရှင်လဲကျမကိုအကူအညီပေးပါတော့အလောက်ကနေထွက်လိုက်တော့လေဘာလို့နေအောင်မလဲအဲ့ဒီအလောက်မှာဒီနောက်လင်မယားနှစ်ယောက်ကလည်းစူးစားပန်းစားနေအလောက်အတူတူလောက်ခဲ့ကြပါ යි ဘဝမှာလူတိုင်းလူတိုင်းကတော့ပြပဘလိုမျိုးလူကောင်းကိုရှာလို့တွေ့မှာမဟုတ်ပါဘူးအဲ့ဒါကြောင့်မင်းကလေးတွေအနေနဲ့သူတို့ဘဝရဲ့ဆုံးဖြတ်ချက်အတိုင်းကိုတေချာစဉ်းစားပြီးမှချမှတ်ဖို့အတွက်လိုအပ်ပါ යි မိဘတွေရဲ့စကားကိုလည်းမပယ်ရှားဖို့အရေးကြီးပါ යි ။ဆောင်းဖြတ်ချက်တစ်ခုမှားပြီဆိုတာနဲ့ဘဝတစ်ခုလုံးအဆုံးသတ်သွားမှာပါ။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။